မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 17ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်တိုက်ပွဲသတင်းကတော့ KNB နဲ့မြောက်ရီမြို့ကိုထိုးစစ်ဆင်ဖို့လာတဲ့စစ်ကောင်စီရဲ့တပ်မ55ကအရာရှိများစစ်ဆင်ရေးအစီအဝေးလုပ်နေတဲ့အချိန်ကာမီကာဇီ drone နဲ့တိုက်ခိုက်ခဲ့ရာအရာရှိ6ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အေပီလ18ရက်နေ့ကကရင်ပြည်နယ်ကော့ကရိတ်မြို့မြောက်ပိုင်းမှာရှိတဲ့ရင်ခွဲတောင်အနီးမှာစစ်ကောင်စီရဲ့ အမှတ်55ချိန်မြန်တက်မှာကအရာရှိများဟာစစ်စင်ရေးအစည်းအဝေးပြုလုပ်နေတဲ့အချိန်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ drone တပ်ဖွဲ့ကတာဝန်ရှိသူကပြောပြခဲ့ပါတယ်။ကျွန်တော်တို့က55ရဲ့တင်ကားကိုဖျက်ဖို့ကာမီကာစီ drone ကိုလွှတ်လိုက်တာတင်ကားသားရောက်တဲ့အချိန်မှာသူတို့ဂျမ်ဘာကအရန်ကောင်းတယ်ဂျမ်ဘာမိသွားတယ်ကြည်နေရာကနေပျောက်သွားတယ်ခဏနေပြန်ပေါ်လာတဲ့အခါဘေးနားမှာအိမ်တလုံးကိုသွားတွေ့တယ်အဲ့ဒီအိမ်ကိုဝင်လိုက်တဲ့အခါမှာအရာရှိတွေအဖွဲ့လိုက်အစည်းအဝေးလုပ်နေတာကိုသွားတွေ့တယ်အစည်းအဝေးလုပ်နေတယ်ဆိုတာကိုမသိဘူး drone မှာပေါ်လာလို့သိတာ အဲ့ဒီမှာ drone ကိုချလိုက်တာအကုန်မိတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်။ကာမီကာစီ drone ဟာဒုတိယကမ္ဘာစစ်တုန်းကရန်သူပြစ်မှတ်များကိုလေယာဉ်များနဲ့အသေးခံတိုက်ခိုက်ခဲ့တယ်။ဂျပန်လေယာဉ်မှူးများရဲ့အသေးခံတိုက်ခိုက်မှုကိုအစွဲပြုပြီးတော့ကာမီကာစီ drone လို့အမည်ပေးထားခြင်းဖြစ်တယ်လို့သိရပါတယ်။ drone တိုက်ခိုက်မှုကြောင့်တပ်မ55ကညွန်ဝင်းလိုင်းအပါအဝင်အရာရှိ6ဦးသေဆုံးခဲ့တယ်လို့သတင်းရရှိကြောင်း ကြားပြူစစ်ကြောင်းကဒုစစ်ကြောင်းမူဗိုလ်မှူးကျော်ဟင်းကပြောဆိုခဲ့ပါရယ်55ကဗိုလ်ကြီး2ဦးနဲ့အရာရှိ6ဦးလို့သိရတယ်ညွန်ဝင်းလိုင်ကပါတယ်ပြောတယ်ညွန်ဝင်းလိုင်ကဘယ်အဆင့်လဲတော့တေချာမသိရဘူးလို့ဗိုလ်မှူးကျော်ဟင်းကပြောဆိုခဲ့ပါရယ်ကော့ဂရိတ်မြို့ပေါ်နဲ့အနီးဝန်းကျင်တွေမှာနေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့၎င်းကဆက်ပြောပါရယ်ဒါကြောင့်ကြီးစံလိုအပ်ချက်ရှိနေတဲ့အတွက်ပြည်သူတွေအနေနဲ့ကူညီပါဝင်ပေးကြဖို့ကိုလည်းဗိုလ်မှူးကျော်ဟင်းကပြောဆိုထားတယ်လို့သိရပါရယ်မြောက်ပြည်မြို့ကိုဥတီနေတဲ့စစ်ကြောင်းတွေကိုကော့ဘရာပူးပေါင်းစစ်ကြောင်းက ပိတ်ဆို့ပြီးတော့ဖြတ်တောက်တိုက်ခိုက်နေရာစစ်ကောင်းစီတက်အထိနာနေပြီးတော့ရှေ့ဆက်မတိုးနိုင်ပဲရက်တက်နေချောင်းကိုကော်ဘရာစစ်ကြောင်းတက်စစ်ကြောင်းမှုဘိုးစောကော်ကအေပီလာ16ရက်နေ့မှာပြောကြားထားပါတယ်အခုလိုမျိုးထိုးစစ်ဆင်လာတဲ့အာနာသိန်းအကြံဖတ်စစ်ကောင်စီကို KNL ဥဆောင်ပြီးတော့ KN အမျိုးသားကာကွယ်တပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တွေက၎င်းတို့လာရလမ်းတစ်လျှောက်မှာအဆက်မပြတ်ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ တန်ချက်ကယင်အပါဝင်စစ်ကားအချို့ပျက်စီးခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒါ့အပြင်စစ်ကောင်စီတပ်ဖွဲ့ဝင်ရာဇော်ထိခိုက်သေဆုံးနေရတဲ့အတွက်ကြောင့်ရှေ့ကိုဆက်မတိုးနိုင်ပဲဒေါနာတောင်တန်းအနောက်ဘက်တောင်ချီမာသာရပ်တန့်ခဲ့ရတယ်လို့အတည်ပြုထားပါတယ်။အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီဒုခေါင်းဆောင်စိုးဝင်းကိုတိုင်ကိုကဲနေတဲ့အောင်စီရစစ်စင်ရေးလို့အမည်ပေးထားတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းဟာကင်းပြည်နယ်မှာရှိတဲ့အာရှလမ်းမကြီးလမ်းမကော့ဂရိတ်နဲ့မြောက်ရီတို့ကိုပြန်လည်သိမ်းယူနိုင်ဖို့အတွက်အေပီလာဒုတိယဘက်ကနေစတင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းယူထားတဲ့မြောက်ဒီမြို့ကို ပြန်လည်ရရှိရေးအတွက်စေကောင်စီဘက်ကအင်အားအလုံးရင်းနဲ့အတူလေကြောင်းပစ်ကူများအပြင်းထန်လှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြောက်ရီမြို့ကိုပြန်လည်ရယူဖို့အတွက်အင်အားရာချီတက်လာတဲ့စေကောင်စီရင်တန်းကို KNL နဲ့တော်လိုင်းပူးပေါင်းတပ်ဖွဲ့ကခုခံတိုက်ခိုက်ခဲ့တဲ့အတွက်လက်နက်ကြီးအပြင်လေကြောင်းပစ်ကူများဟာနေ့စဉ်အပြင်းထန်ပစ်ခတ်နေတယ်လို့ကော့ဂရိတ်ဒေတာအခြေစိုက်လှုပ်ရှားတဲ့တော်လိုင်းတပ်ဖွဲ့ဝင်တအုပ်ကပြောပြလာပါရယ်။စေကောင်စီတပ်ကမြောက်ရီသင်္ကန်းကျင်အောင်ဘက်ကိုတတ်ဖို့ လက်နက်ကြီးတွေလေရင်တွေနဲ့နေတိုင်းအဆက်မပြတ်ပစ်ခတ်နေတယ်တိုက်လေရင်ကောကင်းထောက်လေရင်ကောနေတိုင်းနှစ်စီးသုံးစီးလာပတ်ပြီးတော့ပြစ်နေတယ်လို့အဲ့ဒီတော်လိုင်းတပ်ဖွဲ့ဝင်ကပြောပါတယ်အလားတူပဲစစ်ကောင်စီတပ်ဟာအင်အားအလုံးရင်းနဲ့အတူလက်နက်ကြီးများလေကြောင်းပစ်ကူများအပြင်းထန်ပြုတ်လုနေတော်လဲတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေရဲ့ခုခံတိုက်ခိုက်မှုကြောင့်ကော့ကရိတ်တောင်ချေမာသာရှိနေကြောင်းကိုတခြားတော်လိုင်းတပ်ဖွဲ့ဝင်တို့ကပြောပါတယ်၎င်းကလက်နက်ကြီးတွေလေရင်တွေနဲ့အဆက်မပြတ်လာရောက်ပစ်ကူနေပေမဲ့တော်လိုင်းရဲဘော်တွေကခုခံတိုက်ခိုက်နေတော့မြောက်ပြည်ဘက်ကမတက်နိုင်ဘူး ကော့ကရိတ်တောင်ကြီးမှာပဲရောက်နေသေးတယ်။ထိတွေ့တိုက်ပွဲကတော့အမြဲတမ်းရှိနေတယ်လို့ပြောဆိုခဲ့ပါဗါး။စစ်ကောင်စီဘက်ကစိတ်ကူလာတဲ့လမ်းတလျှောက်မှာလက်နက်ကြီးလက်နက်ငယ်ရန်တမ်းပစ်ခတ်မှုတွေလှုပ်ဆောင်တယ်လို့အရသာပြည်သူတွေကလည်းဖမ်းဆီးစစ်ဆေးနှိပ်စက်ကငွေကြေးပစ္စည်းဥစ္စာများကိုလည်းယူဆောင်သွားခဲ့ကြောင်းကိုဖမ်းဆီးခံရပြီးတော့ပြန်လည်လွတ်မြောက်လာတဲ့ဒေသခံပြည်သူတွေကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်လွယ်ဆိုင်ကြီးရွာမှာရှိတဲ့စစ်ကောင်စီတပ်သားများထွက်ပြေးဆွန့်ခွာသွားတဲ့လွယ်ဆိုင်တာဝါတိုင်းတပ်စခန်းကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကဝင်ရောက်ရှင်းလင်းရာခဲယမ်းအများအပြားကားကြီးနှက်စည်းစာတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ18ရက်နေ့မနက်ပိုင်းမှာလွယ်ဆိုင်တာဝါတိုင်းစခန်းကစစ်ကောင်စီတပ်သားများကစခန်းကိုဆွန့်ခွာသွားပြီးတော့ကာမိုင်းဗျူဟာတပ်စခန်းကိုတွားရောက်ပူးပေါင်းကြတယ်လို့သိရပါတယ်။စစ်သားတွေကလက်နက်များအားလုံးတေဆောင်သွားကြတော့လေ ခေရန်အများအပြားကိုခြံထားရင်ခဲ့တယ်လို့သိရပါတယ်။ KIA ကဝင်ရောက်ပြီးတော့နယ်မြေရှင်းလင်းရမှာခေရန်အများအပြားကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။လက်နက်တွေတော့မရဘူး။ခေရန်ကြီးတွေအများကြီးရတယ်။လက်နက်ကြီးကြီးမျိုးစုံကားကြီးနှစ်စီးစာရတယ်လို့ KIA ရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်။ဖားကတ်မြို့နယ်မှာစစ်ကောင်စီတပ်စခန်းအများအပြားကို KIA ကတင်းစီရရှိထားပြီးတော့ကြံရှိနေတဲ့စစ်စခန်းတွေကိုလည်းတင်းစီရရှိဖို့ကြိုးပမ်းလျက်ရှိတယ်လို့သိရပါတယ်။မြန်မာကြမီအချိန်မှာဖားကတ်မြို့နယ်တစ်ခုလုံးကို KIA ကထိန်းချုပ်နိုင်တော့မယ်လို့မျှော်လင့်ရကြောင်းကို KIA ရဲ့သတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါ रे ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ဘီလင်းမြို့နယ်မှာစစ်မှုထမ်းဥတွေနဲ့စစ်သားစုဆောင်ရေးလှုပ်ဆောင်နေတဲ့နတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးတင်ငိမ့်ဟာစစ်တပ်ထဲမှာညှာအိပ်ပြီးတော့မနက်ပိုင်းလက်ဖက်ဆိုင်ထွက်ထိုင်တဲ့အချိန်မှာပြစ်ခတ်ခံရပြီးတော့တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ AP လ18ရက်နေ့မနက်6:00ခွဲအချိန်မှာဘီလင်းမြို့နယ်နတ်ကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတင်ငိမ့်က စစ်မှုထမ်းဥပဒေနဲ့စစ်သားတဲ့စုဆောင်းရေးအတွက်လက်ဖက်ဆိုင်ထိုင်ပြီးတော့သူ့ရဲ့လက်အောက်ငယ်သားယာအိမ်မှုတွေကိုပြောဆိုခိုင်းစေနေတဲ့အချိန်တော်လိုင်းရေးတပ်သားတချို့ကလာရောက်ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ပစ်ခတ်မှုကြောင့်တနက်ကြီးစံထိမှန်ပြီးတော့နေရာမှာတင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။ဘီလင်းမျိုးတွေကနတ်ကြီးကြေရွာအုပ်စုအုပ်ချုပ်ရေးမှုတင်ငင်းဟာလောက်ကြံခံရမှာကိုစိုးရိမ်ပြီးတော့ညာတိုင်းစစ်တပ်ထဲမှာတွားရောက်ပြီးတော့ညာအိတ်ခဲ့တယ်လို့သိရပါတယ်။မန္တပိုင်းမှာတပ်ပြင်ကိုထွက်ပြီးတော့ရက်ွက်အုပ်ချုပ်ရေးမှုနဲ့စစ်သားစုဆောင်းရေးလုပ်ငန်းတွေကိုလုံခြုံသူဖြစ်တယ်လို့သိရပါတယ်။ မွန်ပြည်နယ်ဘီလင်းမြို့နတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူးဒီမနက်6နိုင်ခွဲမှာအပြစ်ခံရတယ်တနက်နဲ့6ချက်ပြစ်သွားတာသူကလူမုံလဲတော်တော်များတဲ့အုပ်ကြီးပြည်သူတွေစီကနေပတ်စံတအားကောက်တော့သူ့ကိုတအားမုံကြတာသူကတေးမာကြောက်လို့ညဆိုရင်တက်ထဲမှာပဲသွားရတာအခုဒီမနက်တက်ထဲကနေထွက်ပြီးလက်ဖက်ရည်ထွက်တော့တာကိုပြစ်ခံထိတာအခုနတ်ကြီးတရွာလုံးကိုစစ်ကောင်စီကပိတ်ဆို့ပြီးတော့ဆစ်ဆေးနေတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ် ်နတ်ကြီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတင်ငိမ်းဟာတေဆုံတဲ့အချိန်မှာအသက်59နှစ်ရှိနေပြီဖြစ်ပြီးတော့ဇနီးနဲ့သားသမီးမြေးများကြံရဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းနတ်တလင်းမြို့နယ်မှာစိုင်းကယ်ရှစ်စီးနဲ့ကင်းလဲ့နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ16ရက်နေ့နေ့လယ်7:00နာရီကမှပြင်ပုံရွာကစိုက်ကယ်ရှစ်စီးနဲ့ထွက်လာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီးတွေကိုနတ်တလင်းမြို့နတ်စစ်တီအဖွဲ့ကလေမာအင်းချေးရွာအနီးမှာမိုင်းဆွဲတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုရှိနိုင်တယ်လို့သိရပါတယ်။ကင်းပတ်တဲ့စစ်ခွေးနဲ့ပြူခွေးတွေကိုမိုင်းဆွဲတာပါ။စိုက်ကယ်ရှစ်စီးနဲ့ကင်းပတ်လာတာ၃စီးကပြူခွေး၅စီးကစစ်ခွေးတွေပြင်ပုံရွာကပြူခွေးနဲ့စစ်ခွေးတွေရွာတွေကိုလှည့်ပြီးတော့ကင်းပတ်တလို့လို့နဲ့လူတွေကိုအကြောက်တရားပေးနေတဲ့ကောင်းတွေပါ။ မိုင်း6လုံးကို9လုံးကွဲပြီးတော့စိုက်ကဲ9စီးထိတယ်တေဆုံးမှုရှိနိုင်ပေမဲ့အသေးပြောက်စီးရင်တော့မသိရသေးဘူးလို့တက်ရင်383ညတက်တက်ခွဲ3နတ်စစ်တီတက်ခွဲကခေါင်းဆောင်ကပြောဆိုထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီရဲ့မြကြီးနာအကျဉ်းထောင်မှာထောင်ဒဏ်6နှစ်မတရားပြစ်ဒဏ်ချမှတ်ခံထားရတဲ့ KBC ဥက္ကဋ္ဌဟောင်းဒေါက်တာဆလမ်ဆမ်ဆွန်ဟာမနေ့ကပြစ်ဒဏ်လွန်ကြီးခွင့်နဲ့ပြန်လည်လွတ်မြောက်လာပြီးတဲ့နောက်မှာမနေ့ကညတကောင်ရံအချိန်မှာစစ်ကောင်စီကပြန်လည်ဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ် ညဘက်ကြီးပြန်လာခေါ်သွားတယ်စစ်ကားတွေအများကြီးနဲ့ကိုလာခေါ်သွားတာဖမ်းတာလားဆိုတော့ဖမ်းတယ်လို့တော့မပြောဘူးဆွေးနွေးစရာရှိလို့ဆိုပြီးခေါ်သွားတာအခုမနေ့အထိတော့ပြန်မလွတ်ပေးသေးဘူးလို့မိသားစုနဲ့နှိစက်တဲ့သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်အကြမ်းဖက်စစ်ကောင်စီကဒေါက်တာဆလမ်ဆန်ဆုံကိုမတရားအသိဥပဒေပုံမှဆက်ခွန်တင့်နဲ့ထောင်ဒဏ်2နဲ့905ကကြီးနဲ့ထောင်ဒဏ်1နဲ့အကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေပုံမှ52ကကြီးနဲ့ထောင်ဒဏ်3နဲ့စုစုပေါင်းထောင်ဒဏ်6နဲ့အထိ 2023ခုနှစ် AP လမှာချမှတ်ခဲ့ပြီးတော့မြကြီးနားအချင်းထောင်မှာချုံနှောင်ထားခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဒေါက်တာဆလမ်ဆမ်ဆုံဟာ2022ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာထိုင်းနိုင်ငံကိုတွားရောက်ဖို့အတွက်မန္တလေးလေစိတ်မှာလေရင်ဆောင်ဆိုင်နေတဲ့အချိန်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလာရောက်ဖမ်းဆီးတွားခဲ့ပြီးတဲ့နောက်ထောင်သွင်းအချင်းချခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးနားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။